ရရှင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ကျွန်တော်ဒီကိုလာဖို့ပေါ့လေကိုကျိုကိုဂျပန်ကိုလာဖို့စီစဉ်တော့မရှိပါဘူးဘုရားရှင်ကိုဆောင်လို့ရောက်ချင်းဖြစ်ပါတယ်ကျွန်တော်နာမည်ကတော့ဆရာမတန်းနဲ့ဖြစ်ပါတယ်ကျွန်တော်အကြောင်းနည်းနည်းလေးမိတ်ဆက်ချင်ပါတယ်အပြေးသားတွေကတော့ဘောလားကျွန်တော်လည်းနည်းနည်းသိအောင်ဘုရားပြင်ကျွန်တော်သာသနာမှာလုပ်တဲ့အကြောင်းတွေကိုလည်းကျွန်တော်နည်းနည်းပြောချင်ပါတယ်ကျွန်တော် ကျန်းစာကြောင်းပြီးတဲ့အချိန်မှာကျွန်တော်မြောင်းမြသာသနာနယ်ဆိုရဲပိုးကင်ပါတာနဲ့မှကျွန်တော်ပြင်မှုလုပ်ပါတယ်အဲ့ဒီမှာကျွန်တော်6နှစ်ကိုယ်လေးလုပ်ပြီးတော့ပိုးကင်ရဲ့အဖွဲ့ချုပ်မှာအတွင်မှုလိုအပ်လာတော့ကျွန်တော်ကိုခေါ်ပါတယ်နယ်ရဲ့ကွန်ပျူတာနဲ့ကျွန်တော်ပိုးကင်အဖွဲ့ချုပ်မှာပိုးကင်အဖွဲ့ချုပ်ရဲ့အတွင်မှုကျွန်တော်အာပိုးနေလုပ်ပါတယ်ဒီမှာတော့ကျွန်တော်တို့အခုဒေါက်တာရေဗန်ဆမ်ဆာတို့နဲ့ကျွန်တော်တို့အဲ့ဒီမှာတွေ့ခဲ့ပါတယ် MBC ရဲ့လုပ်ဆောင်မှုပေါ့လေသူလုပ်နေတဲ့ clip ပဲပါတယ်ပြီးတော့အဲ့ဒီအချိန်မှာပဲကျွန်တော်တက်တန်း၉နှစ်ပဲပုံပြင်မှာအများဆုံးလုပ်လို့ရတော့အဲ့ဒီအချိန်မှာကျွန်တော်သာသနာနယ်ကဟိုနာဂီတိုက်ခဲ့တဲ့အချိန်နဲ့ဟိုမလည်းနယ်ကလည်းတော်တော်လေးမောပန်းပြီးတော့ကျွန်တော်ပြန်ခေါ်ပါတယ်ကျွန်တော်လည်းရန်ကုန်မှာပုံပြင်ဖွဲ့ချုပ်မှာတက်တန်းပြီးတော့ကျွန်တော်ပြန်ပါတယ်ပြန်တော့လည်းပဲကျွန်တော် free ဟိုလေလွတ်လွတ်လပ်လပ်သာသနာနယ်မှာပြန်လုပ်ဖို့ ကျွန်တော်ခုမပြောပါဘူးပိုးပြင်ဖွဲ့ချုပ်ကကျွန်တော်ဥပဒေပြန်ခန့်ပါတယ်ဒွေမှုပိုးနဲ့ခိုင်းလို့မဝဘူးဖြစ်တယ်ဥပဒေပြန်ခန့်တယ်နောက်တော့၃နေပြီးတော့နေချင်းသေးချုပ်ကလည်းကျွန်တော်ဒူဥပဒေလာခန့်တယ်တော့ကျွန်တော်ဥပဒေနဲ့ခုဖြစ်နေတယ်နေကိုကုမေလာပြောတယ်ရန်ကုန်မှာတစ်ချိန်လို့ရောက်လာတယ်အဲ့ဒါနဲ့အမှမဖြစ်တော့ပါဘူးဆိုတော့အဲ့ဒီမှာ၃နေ၃နေလုပ်ပြီးတော့နေနေကိုကျွန်တော်ပြန်ပြီးတော့ခြေစုံပြေပေါ့လေဒီနေ့နေ့၃နေပါပြန်လုပ်ပါတယ်နေအတွင်းမှုနေနဲ့ကျွန်တော်လုပ်ခဲ့ချင်ပါ MDC ကဖုန်းဆက်ပါတယ် ရီကေစီအမ်မာလူဟိုပါဘောနော်ကရင်ဆရာလိုတယ်အဲ့ဒါဘွားပြေးနိုင်မလားဘောဗေကျွန်တော်နဲ့သိလို့လည်းဘလို့ထင်လို့ဒါဆိုရင်နေကိုခွင့်တောင်းအောင်မယ်ဘောဗေဖျားစစ်နေပါပဲတကယ်တော့ကျွန်တော်တို့ဘိုးကင်ဖွဲ့ချုပ်လို့အချိန်ဖွဲ့ချုပ်ရှိမယ် MBC လို့ရှိမယ်အချိန်ပြီးဝန်ထမ်းတစ်ယောက်ကသုံးတလားထက်ပို့ပြီးတော့သွားလို့မရဘူးကျွန်တော်တို့ဘာလို့လုပ်ငန်းတွေထိခိုက်မှာဆိုလို့ဥပဒေထားတယ်ဘောဗေတော်တော်လည်းကျွန်တော်ငယ်ပြန်ရောက်ပြီဆိုတော့ငယ်စီကတိတ်မှပို့ပြော့တာဘောနော်ကျွန်တော်လည်း ဟိုကနေရကောင်းဆောင်တွေကသွားတယ်သုံးလသွားပြန်ပြန်တော့ပြန်လာခဲ့တယ်ကျွန်တော်မှပါတယ်ကျွန်တော်ကရန်ကုန်မှာလို့လို့ဒီကိုလာဖို့မရှိပါဘူးလို့ဒါတက်တဲ့ဖရာလမ်းဖို့ကျွန်တော်ဒီကိုရောက်လာတယ်ကျွန်တော်ဒီကိုကတွေ့ကြရတယ်အဲကျေးဇူးတော်ပါပဲဒီရောက်တော့ဂျပန်ကိုရောက်တော့ကျွန်တော်တွေ့အားလုံးဆင်ပြေပါတယ်ကျွန်တော်တင်းတော်တိုင်းပြောတယ်ကျွန်တော်ဂျပန်ရောက်တာအခုနှစ်လောက်ရှိပြီတခါမှဂျပန်ရောက်လို့ကိုယ့်ကိုမသိဘူးပမာပြမှာပဲရောက်ရှိနေသေးတယ်ထင်တယ် ဘယ်တော့မှကျွန်တော်မြန်မာမိသားစုတွေနဲ့ပဲတွေ့ရနေတယ်ဒါတခါမှကျွန်တော်မရောက်ဘူးသူဒီကျေးဇူးတော်ပဲအဆင်ပြေတယ်ကျွန်တော်လည်းအဆင်ပြေတယ်ဒီမှာလည်းလာပြီးတော့အတင်းတော်ကူရင်းဟောပါလေအနာယူရင်းပြန်လဲတော့အားဖြစ်တယ်ပေါ့လေနေကိုပြန်ဖို့ဒါကျွန်တော်ကိုကိုလာခဲ့တဲ့အရာတွေပြန်သုံးသပါမယ်ဂျပန်မှာကျွန်တော်မကြိုက်တာတခုရှိတယ်ဗျာကျွန်တော်မကြိုက်ဘူးဗျာအဲ့ဒါဘာလဲဆိုတော့ငလင်းပဲဗျာကျွန်တော်မကြိုက်ဘူး ကျွန်တော်ဆက်သုံးရက်နေ့ရောက်တယ်ဆက်သုံးရက်နေ့ရောက်ပြီးတော့ဟို28ရက်နေ့28ရက်နေ့ညမှာအဲ့ဒီမှာကျွန်တော်နေတဲ့အိမ်ကလည်းကိုဝါဝါတို့နဲ့ရောက်တာညပဲအလုပ်သွားနေပြီကျွန်တော်တယောက်ပဲကြံ့နေညကိုးနာရီဆက်ကလောက်ဆက်တဲ့နာရီတော့မှာမလီလုပ်တယ်ပဲငလီလုပ်တော့ကိုယ်လည်းဘယ်သူမှမပြောတာကိုကလည်းဘာလုပ်ရမှန်းမသိအဟိုစင်ပြေမယ်ဆိုတော့တိုက်ရအမြင့်ကြီးပြေးနာမှာ နောက်ဟုတ်တာတော့လက်ကင်းဟိုပါလေမဆိုးကြီးမချင်မဆိုးလက်ကင်းမဆိုးလက်ကျွန်တော်မှတ်ပြီးတော့ဟုတ်တာစုကျင်နေဆိုတော့ဒုက္ခပဲဒီမဆိုးကြီးနဲ့လည်းဆင်းပြေလို့မဖြစ်ဆိုတော့အထဲဝင်ပြီးတော့ဘောင်းဝင်ပြန်လဲဘောင်းပြန်လဲပြန်ထွက်ပြန်တော့ငလေးကလှုပ်ပြန်ဆင်းငယ်ကြတော့တိုက်ပြီးပြည်ဟာတကယ်ပြိုလည်းပြိုလို့မလုဆိုတော့ဟာလောက်ရမလဲပေါ့ကြာဘူးလေတရင်ထဲမှာချက်ပန်းကလေးဆိုတာနံငကြီးပဲလေโอ้ขัวဝင်ဘောကလည်းကိုယ်ကိုယ်တော့မဆန့်ဒုက္ခလို့ကျွန်တော်တရားဟုတ်တဲ့ဘောမှာဆန့်နေတယ် အဲ့ဒါနဲ့ကလေးကပြန်ညင်သွားတယ်တိတ်အပြင်းတော့မဟုတ်ဘူးပေါ့တို့ကျွန်တော်မကြုံဘူးလို့ကြောက်တယ်အဲ့ဒါကိုဝါတို့ပြန်လာတော့ညတော့ငလေးလုတ်တယ်တိလာဟာဆရာလည်းဆမ်းလို့ဒါကျပန်ကဘာမှဆမ်းဘူးပဲအော်လို့ဒါကျပန်မဆမ်းဘူးလို့ပေါ့နောက်တော့မကြသေးခင်ကဂျပန်ဟောဒီမှာပါလေ4 reader scale ကပြင်းနေငလေးလုတ်တယ်ကျွန်တော် AC ရောဂျပန်ငလေးရပါဆန်းလိုက်ပေါ့ဘယ်ဟုတ်မလဲပြပြချမ်းပြပြပြတော့ဆရာကြီးတော်တော်ပြင်းနေတော့အဲ့လုအဒုက္ခ ဘယ်အကြောင်းတော်တော်ကြီးတယ်နော်တော်တော်စိတ်ထဲမှာတော့ဘာပြောပေါ့နော်နည်းနည်းကြောက်ပဲစိုးရည်တယ်ပေါ့အဲ့ဒါကြီးတွေ့ပြီးတော့ဒါမှမဟုတ်ကျွန်တော်မကြိုက်တာလေဂျပန်မှာမကြိုက်တာလေငလေတခုတော့ကျွန်တော်မကြိုက်ပါဘူးဘာလို့စိုးရည်ကြတယ်လဲသူကလည်းမုံတိုင်းလိုလည်းချိုသတိမပေးဘူးဖြည့်ကြက်တဲ့ဖြည့်တော့ကျွန်တော်ကအခုစိုးရည်ပါတယ်အခုအိမ်မှာနေလည်းပဲကျွန်တော်မစိုးမဟုတ်ပါဘူးကျွန်တော်ဘဝွေးတို့လည်းနေတာနေတယ်ပြီးလို့ရတာ ကျွန်တော်တို့ရဲ့အတ္တတာမှာစိုးရိမ်စရာကြောက်စရာတွေကတော့အများကြီးရှိမှာပဲစိုးရိမ်စရာကြောက်စရာတွေကျွန်တော်တို့အခုကျွန်တော်ဒီအတိတ်ရောက်လာကျွန်တော်မှလည်းစိုးရိမ်စရာခုနကတော့ပြောတဲ့ဖြစ်ရလေးတစ်ခုပဲပြောတာတကယ်တော့လည်းအများကြီးရှိပါတယ်မြန်မာပြည်မှာနေတာလည်းပဲကျွန်တော်တို့စိုးရိမ်စရာကြောက်စရာတွေကျွန်တော်တို့အများကြီးရှိပါတယ်ဒါပေမဲ့ဒီနေ့ကြမ်းချက်ကပီပီခန်းကြီးလေးအငယ်လေးဆက်နှစ်ကတော့တမန်တော်ယေရှုဘောလူကပြောတယ်ဝမ်းမြောက်ကြ လူများတို့ရှိမှဖြင်းဖြင်းသဘောထင်ရှားစေကြ။ဘုရားသခင်ကမင်းတို့ရဲ့နေပါမှာရှိတယ်။ဘုရားရှင်ကမင်းတို့ရဲ့နေငါလေးမှာရှိတယ်။အဘယ်မှုကိုများစွန့်ခြင်းမရှိပဲအရာရာမှာကျေးဇူးတော်ချီးမွမ်းခြင်းနဲ့ပါဆုတောင်းပတ္ထနာပြုခြင်းအားဖြင့်တင်တို့တောင်းမန်လိုသောအရာတို့ကိုဘုရားသခင်ကကြားလျှောက်ကြတယ်ဟော။တကယ်တော့တမန်ကျမ်းစာပြောလို့ကတမန်လို့ရှင်ဘောလူကပြောတယ်။ ဖယားကမင်းတို့အနာမှာပဲရှိနေတယ်။ဘာမှမကြောက်နဲ့။အဲ့ဒီပြောတဲ့တမန်တော်ရှင်ဘောလူကကျွန်တော်တို့တကယ်မှကြည့်မယ်ဆိုလို့ရှိရင်သူကဘယ်မှာလဲဆိုအဲ့ဒီအချိန်မှာထောက်ရဲပါဗျ။အဲ့ဒီမှာဖယားကမင်းတို့အနာမှာရှိတယ်။ဘာမှမကြောက်နဲ့။တကယ်တော့ဘာမှမကြောက်နဲ့ပြောတာကြောက်ရရှိလို့။နော်။မရှိရင်ပြောစရာအကြောင်းရှိလား။ဘာမှမကြောက်နဲ့ပြောတာကိုယ်ကကြောက်စရာရှိတာ။ 教你就去做嘞，爸妈们教你们的，接触到情况的，接触到情况以了，培养一个路来会当。的。说来怎么啊，柜台在开开的,的,阿的,的,的，阿是给我教会了做人咩啥？接触到情况来，路来,拍下的的來拍下的的就培养当走来。工业上面来，阿是会培养会走来。接触到情况会走路，但凡侬一情况，啊、呃，表白，说到了彪呢，要来，他。 ကြည်လိုက်တော့ဟိုပါဘောတော့ဒါအချမ်းသာတဲ့မှာကိုကျန်တာအောင်တော့ပြန်မှာမလွယ်ဘူးဆိုတော့အဲ့လိုဖြစ်မယ်တိုးတော်လည်းတမန်တော်ရှင်ဘောတို့ကပိတိပိခံရင်တိဆက်တော့မှာညီကိုတို့ငါရောက်တာတော့မမြင့်တားသီးတာမက ပြုစုရဖြစ်ဒီကိုဒီလိုတိစီချင်းကငါပြော ਈ သူရောက်တဲ့အမှုရာပါလေဆက်ဖတ်မယ်ဆိုရင်ခရစ်တော်အားခရစ်တော်ကြောင့်ငါခံရတော့ချိန်အောင်ချိန်အမှုရာသည်အဖမ်းခံနေရတယ် တရားလိုက်မလို့ဖန်ခါတာကိုတမန်ရှိဘူးလားအဲ့ဒါသူရဲ့အင်းအင်္ဂလိပ်ကိုမြစ်တာတူတာမြစ်တယ်အရှင်မရောက်တာသူမထင်ဘူးဆိုတော့ဘာလို့လဲသူကအဲ့လိုအမှုဖြစ်တော့နန်းတော်၌အနတ်မပြားထင်ရှားသည်တမကခတ်သိမ်းသောအရာနဲ့ထင်ရှားတယ်ဟိုယောမားတွေကဖမ်းလိုက်တာနဲ့သူကပို့ပြီးတော့အင်္ဂလိပ်တရားကိုထင်ရှားတယ်သူကခံယူတွေ့လို့တာသူတွေ့ရတဲ့အခက်အခဲပြဿနာကိုသူကပါလဲဆိုတော့ဒါကဂျေဆုကိုချီးမွမ်းပြီးတော့သူ့အောင်မြင်မှုဆိုပြီးတော့တမန်တော်ရှင်ဘောလူကဒီတိုင်းပြော ဲ့ဒီအခုပြောတဲ့စကားလည်းပဲသူကသူထောင်ထဲမှာနေပြီးတော့ခံစားရတဲ့ခံစားချက်ပဲဝမ်းနဲ့မနေနဲ့စိုးရိမ်မနေနဲ့စိုးရိမ်ရတဲ့အရာတွေကိုဘုရားကိုတောင်းလိုက်လိုလာပြူတောင်းလိုက်ကျေးဇူးတော်ချီးမွမ်းဆိုပြီးတော့တမန်တော်ရှင်ပေါလုကအဲ့ဒီနေ့ကအသင်းတော်တွေကိုပြောပါတယ်ဒီလိုပြုမယ်ဆိုရင်လူတို့ကြံစီပြီးမမီနိုင်တဲ့ ထိုသူမြူလင်အဘယ်သူမြတ်ချမ်းရဲ့မမြင်နိုင်တော့ဘုရားသခင်ညင်သက်ခြင်းသည်ယေရှုခရစ်အားဖြင့်တင်တို့ဤစိတ်မလုံးကိုဆောင်မလိမ့်မည်ကျွန်တော်တို့ဒီလိုမျိုးပြုမယ်ဆိုရင်ကျွန်တော်တို့တွေရဲ့စိတ်နှလုံးကိုဘယ်သူမှချမ်းလို့မမြင်နိုင်တဲ့ဘုရားရှင်ကခရစ်တော်ကအားဖြင့်ကျွန်တော်ညင်သက်ခြင်းပေးမည်ဒါတမန်တော်ဤရှင်ဘောလူကအဲ့ဒီချိန်ကအင်းတော်တွေကိုလမ်းပြီးတော့အားပေးသလိုဒီကနေ့ကျွန်တော်တို့ကို အပေးနေကြောင်းကိုပေါ်ပြလိုပါတယ်။ဒါဘုဒီမေဖယားရှင်ကကျွန်တော်တို့နဲ့အနီးပါးမှာရှိနေတယ်။ဖယားရှင်ကကျွန်တော်တို့နဲ့အာဘယ်လောက်နေလဲပေါ့ကျွန်တော်ဘယ်လိုခံစားရလဲပေါ့ခံကြတော့ကျွန်တော်တို့ကဖယားဟိုမှာဖယားကြောင်းမှာလည်းထားတာတယ်ပေါ့နော်။ပြန်သွားရင်ဖယားမပါတော့ဘူးဖယားဖယားကြောင်းမှာကျွန်တော်ထားခဲ့လိုက်တာရှိပါတယ်။အဲဒါကိုကျွန်တော်ဒီနေ့ဟိုပါလို့နည်းနည်းမျက်စိတည်းပို့ပြီးတော့မြင်တာထင်တာရှိအောင် တော့ဟွာလောက်လိုချင်ပါတယ်လူ12ရောက်လောက်လိုချင်ပါတယ်လို့လူငယ်ပဲဖြစ်ဖြစ်လူကြီးပဲဖြစ်ဖြစ်ကျေးဇူးပြုပြီးတော့ကျွန်တော်တို့ရှေ့မှာနည်းနည်းလေးဂိမ်းကစားရအောင်အကြိုင်မဟုတ်ပါဘူးလို့12ရောက်လောက်ခုနကတော့ဆိုတဲ့ကလေးတွေလည်းရတယ်ဟွာရဆိုတဲ့ဖွဲ့လည်းလာလို့ရပါတယ်ဆက်ပြောင်းသိကြတယ်မလားနာမည်သိကြမလားဒီဖွဲ့တွေတယောက်တယောက်ဆက်ပြီးကဲလာပါလာဆက်လူကြီးပြုပြီးလူငယ်ပြေးကြပါလားအဲ့ဟုတ်ပြီအဲ့လူငယ်တွေလာတဲ့တော့လူကြီးတွေပါလို့ရတယ်နော်ဆယ်ရဆယ်ရတော့ကြည့်အောင်ဆက်ပြီးတော့ဆက်ပြီးတော့ဆက်ပြီးတော့ 里边里边插我里面，你别插我里面。伢那美丽伢那意思，有得留言，有留言。来，把这抄过来伢的。伢来，伢来，来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 来。伢来抄写，可以来抄写。 ဟွာသိလားမသိဘူးကြောက်ကြောက်တယ်သိကြလားဟမ်သိကြပါလားနော်ဒီကိုသိဖို့လိုတယ်ဒီကစားနေရတယ်နာမည်သိဖို့လိုတယ်ဟုတ်ပါပြီနာမည်သိကြနော်အဟုတ်ပါဒီဘက်ဒီဘက်လာလို့ဟုတ်ပြီအဲ့ဒါကိုဘာလို့မလဲဆိုတော့ဒီငွက်ကို ျွန်တော်ကကြားထဲမှနေပြီးတော့ကျွန်တော်မှတ်ဆိုင်မှုတွေကကျွန်တော်စောင့်တောင်းထားတယ်ဟိုကလေးဘာလို့တပည့်တပည့်တောင်းထားတယ်ကျွန်တော်ကလကနဲ့ကာမယ်ပြီးရင်ခရစ်တရားစိတ်ချက်တရားကလကနာကတ်မယ်ပိုဘေးကလကနာကိုကတ်မယ်ဆွဲချလိုက်တဲ့အချိန်ကျတော့ဘတော်သူ့နာမည်ခေါ်တဲ့သူကနိုင်တာပေါ့နော်ဟုတ်ကဲ့နော်ပိုဘေးနာမည်သိကြနော်ဒီကအဟုတ်ပြီနော်โอเคဒါဆိုစမ်းကြည့်အောင်နော်ကျွန်တော်တို့ဟိုအားနည်းနည်းကုတ်ပေးပါဦး

三六九没了，三六九，里面都要十几啊，里面都要十几多啊，两个人多啊。你那个咋没了？我比他大没？大大大大大大，里面的大大，里面十几啊，两个。สักแค่เดียวกันนะแค่เดียวแค่เดียวแค่เดียวไปเที่ยวทุกปีไอ้ที่มาปะที่เรากำลังการเรียนเกเรเฉ่งมากูดูได้หลุดนะมายิ่งโผล่อะไรเนาะเก็บไว้เนาะสามที่ไปเนาะได้สามไปเนาะ one two three ไม่ต้องมาละ

đi Ở Myanmar lấy cái gì? Ở Việt Nam mà để cái này. Đi đi đi, nó nó được rồi, nó được rồi, nó được rồi, nó được rồi cái Nó được rồi luôn bà mẹ. Để xin cái điều đó bà. One, two, three. 们就卖就行了，随便买。给他送个回，他送个回，就给他给他送个回，预备啊，你都不会买一个，给他送他送两回。A B, one, two, three. Mana? 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 Okay, jadi nanti mari, ini aku kasih. Nanti ini biasa. ကျွန်တော်တို့ဒီကစားနည်းလေးကတော့ပြောပြောတရားတရားတွေ့လိုက်တဲ့အချိန်ကျတော့နာမည်တော့မပေါ်တတ်ဘူးဘယ်လိုခံစားလဲတွေ့လိုက်တဲ့စိတ်ကဘယ်လိုလဲဘာပေါ်တော့တဲ့အမ်ယုတ်တဲ့တော့အခုမှသိဘူးလို့ခံတာဟုတ်ပါခဲ့တာလားယုတ်တဲ့နာမည်ကောင်းတဲ့မရောက်မရောက်ကျေးဇူးတင်ပါတယ် နေတိုင်းတွေးနေကြရတယ်ရုပ်ပြတွေးလိုက်တော့မတွေးဘူးသူတို့နာမည်လည်းမသိဘူးဖြစ်တယ်လေဒါလည်းဖြစ်ကြတာဖြစ်တယ်နော်အဲဒါလိုအဲ့လိုဖြစ်ပါတယ်ဘုရားရှင်ကကျွန်တော်တို့အနီးပါးမှာရှိတယ်ဆိုတာအဲ့ဒီကလကလေးတစ်ချာဆောင်းလေးတစ်ချာတော့မကားတော့ဘူးကန့်ရက်လို့နေတာအယုံနေတယ်သို့တော်လည်းပဲကျွန်တော်တို့ရဲ့ဘုရားရှင်အနီးပါးရှိမှုခံစားချက်ကတစ်ခါတလေဝေးနေရင်ဘုရားကိုတွေ့တော့မှကျွန်တော်လန့်မလာမသိဘူး ။အဲကျွန်တော်စဉ်းစားကြည့်လို့ရုပ်နဲ့တွေ့လိုက်တယ်။ဒီစိတ်ထဲမှာအဲ့ဒါကတည်းကမှာအဲ့ဒါထက်နီးတယ်။ဟုတ်ကဲ့စဉ်းစားပါပြောတော့ဖယားရှင်ကလည်းကျွန်တော်တို့အသက်ရှူတဲ့လေနဲ့တော့နီးသေးတယ်လေကျွန်တော်တို့လည်းအသက်ရှူတဲ့လေအသက်ရှူတဲ့လေနဲ့တော့ပို့ပြီးတော့နီးပါတယ်။ဒါကြောင့်တမန်တော်ရှင်ဘောလုံးကပြောတယ်ဖယားရှင်ကကျွန်တော်တို့ရဲ့အနီးကပါမှာရှိပါတယ်။နီးပါမှာရှိပါတယ်။ဒါကျွန်တော်တို့ရဲ့ဖယားရှင်ရဲ့ နေရပါရှိမှုနောက်ဆက်လက်ပြီးတော့နေပါရှိတဲ့ဘုရားကိုတဲ့ကျွန်တော်တို့စိုးရိမ်ကြရတွေကိုမစိုးရိမ်ဘဲနဲ့ယေရှုတို့ချီးမွမ်းပါယေရှုတို့ချီးမွမ်းပါဆိုတော့ကျွန်တော်ကပဲအဲ့ခွန်အားပေးချင်တယ်ဆိုတော့ကျွန်တော်တို့ဆာလံ90ခုမှာ90ခုနှစ်ခုမြောက်ဆာလံမှာကျွန်တော်နေငယ်ပေါ်ပြချင်ပါဆာလံ 60ခုမြောက်ဆာလန်ကနေပြီးဆာလန်100အထိကဒီလိုဘယ်လိုခေါ်လဲဆိုတော့ Royal Sun ပေါ့အရင်တွေနဲ့ပတ်သက်တဲ့ကျန်းဟောပေါ့ဆာလန်ပေါ့အရင်နဲ့ပတ်သက်ဆာလန်ဆိုတာဖယားဘရင်ဖြစ်တဲ့အုတ်ချုပ်တဲ့စွန်းမိုးတဲ့အဲ့ဒါကြီးကိုရေးထားတဲ့အကြောင်းအရာတွေဖြစ်ပါတယ်အဲ့ဒီ60ခုခုမြောက်ဆာလန်ကိုမပြောခင်မှာတဲ့မှာရှိတဲ့အဲ့ဒီချိန်မှာအဲ့ဒီရှေ့နားမှာရှိတဲ့လူတွေရဲ့ယုံကြည်ချက်ကိုနည်းနည်းလေးပြောချင်ပါတယ်။အဲ့ဒီတုန်းက ဘာဘီလိုနီးယားရဲ့ဟိုကပေါ့နော်သူတို့ပြောတဲ့တန်ကြာကြီးသူတို့ယုံကြည်ချက်ကဘာနေလဲလဲဆိုတော့သူတို့တွေကနတ်ဘုရားတွေအများကြီးကိုယုံကြည်တယ်။နတ်ဘုရားတွေအများကြီးရှိတယ်။အဲ့ဒီနတ်ဘုရားတွေကတချို့နတ်ဘုရားအဲ့ဒီမှာနတ်ဘုရားတပါးကပါလဲဆိုတော့ Kings of God သူကဘုရားတကာတို့ရဲ့ဘယင်ဆိုပြီးတော့အဲ့ဒီအဲ့ဒီနတ်ဘုရားတပါးပေါ်လာသူ့နာမည်ကအဲလိုပေါ့နော်သူတို့ရဲ့တန်ကြာကြီးထဲမှာ အဲ့ဒီအချိန်မှာသူ့ကိုဘသူကလာတိုက်လဲဆိုတော့ဘအဲဆိုတဲ့နောက်နဖျားတပါသူ့ကိုလာပြီးတော့စစ်တိုက်အဲ့ဒီနဖျားကဘာကိုပိုင်လဲဆိုတော့မုံတိုင်းတို့ညီဩဇာညစီတော်ပိုင်ခဲ့နဖျားအဲ့ဒီမှာစစ်တိုက်တော့နောက်ဆုံးဘယင်တကာတို့ရဲ့ဘယင်ဒီအဲကရှုံးသွားတယ်ရှုံးသွားတော့အဲ့ဒီဘအဲကဘာလို့ဘယင်လုတ်တယ် သူကဘယ်ရင်လောက်တော့ဗာအကြံဉာဏ်ထုတ်လဲဆိုတော့အဲယမ်ဆိုတဲ့ God of Sea တင်လေမှာအုပ်ဆိုးတဲ့ဖရီအနောက်နတ်ဖရားနဲ့နောက်ဟိုတေကြီးကိုအုပ်ချုပ်တဲ့ဟိုဘာလဲမော့တော့ God of Death အဲ့ဒါတွေနဲ့မိသားရဖွဲ့ပြီးတော့သူ့နိုင်ငံတောက်တည်ထောင်းတယ်ပေါ့လေအဲ့ဒီတေအဲသူရဲ့အမျိုးသမီးကတော့အဲ့နဲ့လို့ခေါ်တဲ့နတ်ဖရားမလေးပေါ့နော်နတ်နတ်ချင်းယူကြတာပေါ့သူတို့ရဲ့ပုံမြင်တယ်မှာဒါမဲ့အဲ့ဒီနတ်ဖရားမလေးကစိတ်ပူတယ်တဲ့ ူယောက်ျားသူယောက်ျားနှစ်ပြားတော့ဘယင်ဖြစ်ပြီးပေါ့ဘယင်ဖြစ်ပြီးပေါ့ဘယ်တော့ဘယ်တော့သူများလာတိုက်လဲမသိဘူးဘယ်တော့စစ်ရှုံးလဲမသိဘူးဆိုပြီးတော့စိုးရိမ်နေရတယ်ဆိုပြီးတော့ဘုံရင်လေးကတော့အဲ့လိုပဲပေါ်ပြထားပါတယ်ဆိုလိုချင်တာကအဲ့ဒီတော့ကယုံကြည်ချက်ကစစ်တိုက်တဲ့အချိန်မှာနိုင်တဲ့သူကတော့အဲ့ဒီသူ့ရဲ့ဘရားကြီးလာတယ်အဲ့ဒီယုံကြည်ချက်မျိုးကဘယ်ကနေဆင်းလာကျွန်တော်ဓမ္မဓမ္မဟောင်းနဲ့ကြည့်လဲအဲ့လိုပဲတယောက်တော့တယောက်တိုက်တယ်နိုင်တဲ့သူကသူ့ဘရားအားကြီးလို့နိုင်တယ်ဆိုပြီးတော့သူခံကြည့်တယ် ယုံကြည်ခြင်းတွေကြားဟိုကတစ်ဆင့်တစ်ဆင့်ဆင်းလာပြီးတော့နောက်ဆုံးဘယင်တို့ရဲ့ဘယင်ဖရာတို့ရဲ့ဖရာတစုပြီးတော့ဖရာရှိတယ်ဆိုတော့ယုံကြည်ခြင်းဆင့်ထိကိုကျွန်တော်ဒီကနေ့ရောက်လာတာဖြစ်တယ်။အဲ့တော့ဒါဝိမင်းကြီးကဘယ်မှာရေးထားလဲဆိုတော့ဒီစာလံကျမ်း90ခုမှာတိမမြေကြီးသည်ဝမ်းမြောက်၍ကျွန်းများတို့သည်လည်းရွှင်လန်းကြတယ်ဆိုတာမြေကြီးကဝမ်းမြောက်တယ်ကျွန်းရွှင်လန်းတယ်ဆိုတာကအတိတ်ကအဲ့ဒီမှာအုပ်ဆိုးတယ်လည်းတပြားတွေလည်းပဲအုပ်ဆိုးခြင်းကိုခံယူတယ် now မိသုံးမှာမိဒီရှေ့တော်နိုင်သွားပြီးရန်သူကိုအလက်လက်လောင်းလေဒါပါတရားစီရင်တာအဲ့ဒီအချိန်မှာနာဗတ်လေးမှာပဲမြေကြီးကြီးမြင်ရွတ်တုံလို့ဤဆိုတော့ဖခင်ရဲ့တရားစီရင်ကြီးကိုမြေကြီးကမြင်ပြီးတော့တုံလို့ဆိုတာမြေကြီးမှာအုပ်စိုးနေတဲ့ဟိုနတ်မြတ်လို့အရာတွေကခံယူတယ်တော့ကျွန်တော်ကတော့ဂျပန်ကလေးကိုအဲ့ဒါနဲ့ပဲခံလို့ရတယ်ဩော်ဒါဖခင်အုပ်စိုးနေပါလားသူတို့အဲ့လိုပြန်အာယူတယ် ဒါတော့သူ့ရဲ့ကျန်ရဲ့ဟိုပါဘောလို့ background ဟိုပါသူ့ရဲ့နောက်ခံကအဲ့ဒီအပိုင်းကိုသွားပါတယ်။ Now ငားမှာ60ခု9မှာ60ခုကုမြောက်ဆန္ဒရဲ့ငားမှာတောင်တို့ဒီဖျောင်းကဲ့သို့အရေးဖြစ်ကြ၏။ဆိုတာအတောင်တွေကအရေးပျော်သွားတယ်ဆိုတာဒီဖျားကိုပြတ်မှုဘူးကိုယ်တယ်ဆိုတဲ့အသေးပဲကိုဒီလိုဖော်ပြတာဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့ ဒါမို့ဒါဝိမင်းကြီးကတကယ်ဟိုရေးဆက်တတ်တဲ့သူဆိုတော့ဘလို့တော့ဆိုဝန်ခံလဲဆိုအိုထာဝရဘုရားကိုတော်ဒီမြေကြီးကအပေါင်းတို့ထက်ကြီးမြင့်တော်မူ၏။ထာဝရဘုရားတကာတို့လည်းအလွန်မြောက်ချင်းရှိတော်မူ၏။ဒါဘုရားကအရာအလုံးတဲ့မြေကြီးမှာရှိတဲ့အရာတွေကြီးမြောက်တယ်ကြီးမြတ်တယ်။ဆိုလိုတာက ဖရာတကာတို့ရဲ့ဖရာလောကမှာမြင့်ဆုံးဖရာကိုဒါဝိမင်းကြီးကကျေးဇူးတော်ချီးမွမ်းပြီးတော့ပေါ်ပြခြင်းဖြစ်ပါတယ်။ကျွန်တော်တို့လူတွေဒီကနေ့ယုံကြည်ခြင်းရလာတာလဲအဒီကနေ့ဆင်းလာပြီးတော့ကျွန်တော်တို့ယုံတဲ့ဖရာသည်အကြီးမြတ်ဆုံးပဲ။ဒါနဲ့ကြီးတဲ့ဖရာမရှိတော့ဘူး။ဒါကိုကျွန်တော်တို့လူတွေရဲ့ယုံကြည်ခြင်းဒါတွေကကျွန်တော်အမြဲတမ်းချီးမွမ်းပါရဖြစ်တယ်။ဒါနဲ့ကျွန်တော်တို့လောကကိုဒါနဲ့ပို့ပြီးတော့လွန်မိုးနိုင်တဲ့ ရားဘာမှမရှိတော့ဘုရားကအနာမှာရှိတယ်အကြီးမြတ်ဆုံးဖြစ်တယ်အဲ့ဒါချီးမွမ်းမယ်ချီးမွမ်းပြီးဘာလုပ်မလဲဆိုတော့ချီးမွမ်းပြီးတော့ကျွန်တော်လိုလာတောင်းတော့ဘုရားကိုအနာမှာပဲရှိနေတယ်အကြီးမြတ်ဆုံးပဲဖြစ်တယ်မတောင်းလို့သူ့ကတောင်းတာဘူးဆိုတာလဲလာတတ်တယ်ရှိရှိပါလေလက်ဘုဒ္ဓကျွန်တော်တို့ကျွန်တော်သာနာနဲ့လက်ဘုဒ္ဓအောက်ဘက်မှာတင်းတော်တစ်ပါးမှာတင်းတော်ဦးတစ်ပါးရှိတယ်တင်းတော်ဥက္ကဋ္ဌလောက်တင်းတော်ဦး သူ့တင်းသားတွေကဘာလုပ်လဲဆိုတော့လောင်းတယ်လောင်းတယ်ဆိုတာကျွန်တော်တို့သိလုံးခွင်းပြီးတော့အဲ့မှာဆက်တက်ပြီးတော့ဘယ်ဘက်သွားလဲအခုအိန္ဒိယရေပိုင်းနဲ့သွားပြီးတော့သူတို့တီးဝေသွားမြုပ်တယ်ဈေးရန်ကောင်းတယ်သွားလို့လည်းပြောတော့သွားကိုမြုပ်တာဘာလို့သူများရေပိုင်းနဲ့ပို့အဲ့ဒီလောင်းလေးပေါ်ကိုအင်ဂျင်တင်ပြီးတော့အဲ့မှာတန်လိုက်အင်ဂျင်တင်ပြီးတော့မောင်းတာတရက်တရက်ပြီးရောက်သွားတယ်အဲ့ဒီပြန်နိုင်လည်းရတယ်တစ်ခေါက်သွားပြန်လာရင်ဘိန်း20 30ရကြတော့သူကကြာလာတော့တိတ်တိတ်ခံလို့မရတော့ငါသွားရင်ကောင်းမယ်ထင်တယ် တို့ခက်ကလည်းငါအပြီးတော့လုပ်ထားတော့ပြီးတော့လေသူများပြူသွားခုံးလို့မယ်ဆိုတော့သူစိတ်ထဲနောက်ဆုံးသူသီးမခံရသူသွားသူသွားတော့ဖြစ်ချင်တော့သူသွားတဲ့အပန်းမှာကအိန္ဒိယကြီးကလာဖန်နေပါနေသွားတူတယ်လောင်းလေးနဲ့ရပြီးတော့ငုတ်တော့ပြူးတော့အိန္ဒိယကြီးရဲ့လာပြီးတော့ကျုံးပေါ်တက်ပြေးတယ်ခက်တာကအဲ့ဒီကျုံးပေါ်လူရိုင်းနေရှိတယ်ဒီလိုများနေဖြစ်တယ်သူကပြင်းနေတယ် ်ဆက်လည်းမပြေရလူတိုင်းရှိတဲ့ကြားတော့ဘာလို့လဲဆိုတော့တိပင်းကြီးတပင်းဟောဝင်ပုံးတယ်ဟိုကလည်းအိန္ဒိယရေတက်လာဟိုကလည်းသွားမသွားရဲ့ဝင်ပုံးနေတော့သူကစဉ်းစားတယ်ဒုက္ခပဲရဲတွေငါ့အမိငါအိန္ဒိယကအဖမ်းသွားရင်ငါတင်းတော့နာမည်ပြက်မယ်ငါတင်းတော့ဥက္ကဋ္ဌဟိုပါဘောနော်ခယူလာခုံးကုန်းနဲ့ဖန်ကန်းဆိုပြီးဆိုပြီးဆိုပြီးတော့ ကြောက်နေတယ်ရေရလည်းတက်လာပြီဘောလည်းသူဆက်မပြဘူးလို့သူကဆုတောင်းတော့ဘုရားဘုရားလုံးတော့မဟုတ်ဘူးဘုရားနာမည်ပြည့်မယ်နော်ဘုရားတော့ဘုရားပဲတောင်းတယ်ဘာမှမတောင်းတတ်တော့ရေကြောက်ဘုရားကြည့်တော့မဟုတ်ဘုရားနာမည်ပြည့်မယ်နော်ဘုရားတော့အဲ့ဒါသူပြတဲ့နေခါတော့သူလိုဖြစ်သွားတဲ့အိန္ဒိယကြီးကလည်းလူမျိုးရှာရှာရှာပြီးတော့သူ့အကျော်သွားပြီးတော့ပြန်ဆင်းသွားတယ်ပြီးတော့သူပြန်တက်နေခါတယ်သူကပြောလို့ပြောဆုတောင်းတာကတော့အဓိကလူအာလူလဲဒီလိုလဲတောင်းချင်တာတောင်းပြန်ပေးတာပဲလေသူတက်နေခါပါလေ သူတောင်းတာကလေတကယ်လေဟိုကျွန်တော်တို့တွေဟိုအလပအဲ့ဟောပေါ့နော်ဟိုအများရှိမှာတော့ဒီဘူပြူတဲ့ပုံစံရှိတော့လည်းပဲကျွန်တော်တို့ခရီးနဲ့တောင်းလို့ချိန်မှာကျွန်တော်တို့တောင်းချင်တဲ့အရာတောင်းကျွန်တော်တို့ဘုရားခရစ်တော်ရှင်ဘုရားကတပည့်တော်တွေကိုတင်ထားပါတယ်အချိန်မှတကယ်ပြင်ခဲချာအငယ်63ဟာဒါခရစ်တော်တဲ့ပဏာပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ဘယ်လိုတောင်းလဲဆိုတော့ကောင်းမြတ်ပုံစံရှိတော်မူသောကျွန်တော်တို့ဘုရားပေါ့ကျွန်တော်တို့ဘုရားဆိုတော့ကျွန်တော်တို့အများကြီးတောင်းရဟုတ်တာပေါ့ကျွန်တော်တို့ဘုရားပေါ့ တို့တော့လေကျွန်တော်တို့အိမ်မှာခန်းထဲမှာတယောက်ကတောင်းမဲ့ချိန်ကြရင်ကျွန်တော်တို့ဥဖမလို့အဖေဟုတ်တယ်လေကျွန်တော်တို့တယောက်တယောက်ဝယ်ရှိကကျွန်တော်တို့မလို့ကျွန်တော်တို့ရိုးရိုးပဲကုကုလေးလေးတောင်းအနားမှာရှိတယ်အကြီးများဆုံးရှိတယ်တောင်းပါကို့အဖေကိုတောင်းလို့တောင်းပါနောက်နိုင်ငံတော်တည်ခေါ်ပါစေတော့ဖျားရှင်ရဲ့နိုင်ငံတော်ကလောကမှာရှိနိုင်ဖို့အတွက်ကိုယ်လည်းအုပ်ဆိုးခံပါဆုတောင်းချင်ပါ ဘုရားဥဆိုးပါဘုရားအကြီးမြတ်ဆုံးဖြစ်တယ်ဥဆိုးခံလိုက်ပါနောက်ပါဘာတော့မလဲဆိုတော့အသက်မွေးလောက်တဲ့အစာကိုတောင်းပါခရစ်တော်ရှင်ဘုရားတောင်းလိုက်အစာအစာတွေတောင်းစားရတော့ဘယ်လိုတောင်းဒါကျမ်းစာမှာခရစ်တော်သင်တဲ့အချိန်တွေတောင်းပါနောက်တယောက်တယောက်အပြည့်စုံတာတွေဆက်ဆက်ဆိုင်ရင်မှာတယောက်တယောက်တယောက်ချင်းဆက်ဆိုင်ရင်မှာလည်းတောင်းဘုရားကိုတောင်း ။ဘုညင်ရေးရကြတော့လေအပြည့်သွင်းဆောင်အောင်တော့မလိုက်ပါသေးပဲကိုဘုညင်ရေးရတော့လေတောင်းဆိုတာကတောင်းရမယ့်အရာတွေကကျွန်တော်နစ်စင်လူအပ်တဲ့အရာတွေပဲအဲဖြစ်ပါလေ။ကျွန်တော်ရိုးရိုးလေးတောင်းတောင်းတိုင်းတောင်းပါ။ဘုရားကကျွန်တော်တို့တွေကိုဒါအဖြေပေးမှာဖြစ်ပါလေ။လိုခဲ့တဲ့တနေ့လောက်တုန်းကတနေ့ကျော်လောက်ရှိပြီကျွန်တော်မလေးရှားကို ပွားပါတယ်တို့ကိုကိုကင်လေးတွေပွားလို့လောက်တာရှိတော့မိဘတွေကကျွန်တော်ကိုပြောတယ်ဆရာတဲ့ကျွန်တော်သားကိုတွေ့ရင်မိဘတွေကကျွန်တော်လာကျွန်တော်သားကိုတွေ့ရင်အိမ်ကိုဖုန်းပြဆက်တယ်ပါဆရာတဲ့ပိုက်ဆံဖို့ဘုမလို့ပါအောင်ဆရာတဲ့သူတို့ရှင်လားတည်လားလဲသိချင်တယ်သူတို့အတန်လဲကြားချင်တယ်ပေါ့ဆရာရဲ့ကျွန်တော်သူတို့တွေကိုပို့လူတွေတော့ပြောပါတယ်သူကလူငယ်တွေကပြောလဲဆိုတော့ ။ပိုက်ဆံမမပုတ်နိုင်ပဲဆရာကြီးမဆက်တော့ပါဘူးလို့။မိဘကပိုက်ဆံလိုချင်တော့မဟုတ်ဘူး။ကြားနေတယ်သူတို့တန်တယ်။အဲ့ဒါသူတို့ပြောပြရတယ်။မင်းတို့မိဘမဟုတ်သေးဘူးမသိသေးဘူး။ဒါပေမဲ့အဖေမိကမင်းတို့စီကပိုက်ဆံတဲ့ပုတ်လိုချင်တာမင်းတို့ရဲ့အတန်တွေမင်းတို့နေကောင်းတယ်ဆိုတာလေးတွေကိုဖခင်ကမင်းတို့အဖေမိကကြားချင်တယ်။အဲ့ဒါသူတို့ဟိုအသိပေးရတယ်။ကျွန်တော်တို့ဖရားလေဒီတိုင်းပါပဲသူလည်းကြားချင်ပါတယ်ဥဒါသမီ ာတော်တော်လေးဒါဆက်ဆံရေးရင်းနှီးမှုနဲ့ပတ်သက်တဲ့အရာဖြစ်ပါတယ်ဖုန်းကြောင်ပြောတော့ကျွန်တော်တို့ဘုံမှပြရတော့ဖုန်းဆက်ရင်ကာရီလာတက်လဲဆိုတော့ဆက်ပိတ်ထားတယ်ဆက်သွေးမှုပြင်ပရောက်တယ်အများန်းလာကျွန်တော်ဘုံပြင်ကတော့မှဟိုအလုပ်တော့အတွင်းမှုလုပ်တော့ကျွန်တော်ဗန္ဒာတိန်ကနည်းနည်းလေးအဆင်ပြေတယ်ဒီမှာသူများ iPhone မကန်တဲ့ခင်တော့သူကကြိုက်နေတယ်အဲ့တော့ iPhone လည်းတိတ်30ကျော်လောက်ရှိတယ်ဆိုတော့ iPhone နဲ့တော့သူကကြောင်ကုန်းမှာလည်းသူ့ တင်ရှိတော့သူ့မိမကနောက်ဆုံးပါဝယ်ပြီးတော့ချင်းဖုန်းကလုံးပြဝယ်ထားပြီးတယ်သူတို့နှစ်ယောက်ဆက်သွေလို့ရအောင်ကြောင်းကုန်းသွားတော့ဖုန်းလိုက်ရမှမိဘူးအိမ်ပြန်လာတော့မိမကသူ့ကိုဖုန်းပဲပြောတယ်နေ့ဖုန်းကဆက်တိုင်းအဲ့ဒီဖြစ်ဖြစ်နေတဲ့ကောင်မကဘာလုပ်လဲလဲသူကမကြည့်ဘူးတကယ်ကြည့်တာဒီရုံးလာပြောတော့ဝိုင်းကြီးကြားတယ်။ဟုတ်တယ်တင်မပေါ်တော့ရောက်ကြဆက်တိုင်း အဲဘာလို့ဒီကမှာရှိစလူကြီးမျိုးကိုပုံမှန်ဆက်သွင်းမှုတွေပါလာလာလို့ကျွန်တော်ကျမပြန်လာပြီးတော့ရမ်းပါလေ။ကျွန်တော်တို့တွေရဲ့အသက်တာမှာဖုန်းဆက်တဲ့အချိန်မှာရှိအခက်အခဲရှိတယ်ဒီမှာတော့သိမရှိဘူး။ဖျားနဲ့ဆက်တဲ့အချိန်မှာလည်းဆက်သွင်းမှုအပြင်ပါရှိတာတို့ဆက်ပိတ်ထားတာတို့အချိန်လည်းရှိတတ်တယ်။ဒါပဲဖျားပဲကမဟုတ်ကျွန်တော်ပဲကကျွန်တော်တို့ကဆက်သွင်းမှုအပြင်ပါရောက်နေတဲ့အချိန်ရှိပါတယ်။ ုံနေရတဲ့အခြေအနေရှိပါတယ်။တရားနဲ့တွေ့ဆုံဖြစ်တဲ့အခြေအနေရှိပါတယ်။ဒါကတော့ကျွန်တော်တို့ကအားငယ်ခြင်းသာအဖြစ်ပါတယ်။ဒါကိုကျွန်တော်တို့ဒီကနေ့ကျွန်တော်တို့ရဲ့အတ္တမှာဆိုရင်ဇာကဲတဲ့လို့ရှိတော်မယ်လေ။ကျွန်တော်တို့အနည်းဆုံးနေရာမှာကျွန်တော်ဖျားရှိတယ်။အကြီးမားဆုံးတော့ဖျားရှိတယ်။အရာတကာတို့ပြဘီအန်ကတို့ပြင်ကျွန်တော်တို့နားမှာရှိတယ်ကျွန်တော်တို့ဆုတောင်းလိုက်ဖို့ပေါ်တော့တမန်တော်ရှင်ပေါ်လို့ပါလေ ငကိုပြီးပြီးပြီးတော့ပြောတော့ဒီကနေ့လည်းကျွန်တော်တို့ပြောနေပါတယ်။ဒါကြောင့်မို့ဒီဆုကျေးဇူးချီးမွမ်းခြင်းဆုတောင်းခြင်းချိန်မှာအခက်အခဲတွေဆွေးနွေးကြတာကဖရားပေးတဲ့ညီတချင်းကိုကျွန်တော်တို့ရမှာဖြစ်ပါတယ်။အဲ့ဒီညီတဲ့ချင်းကဘယ်လိုမျိုးညီတဲ့ချင်းလဲဆိုတော့ကျွန်တော်တို့အဘယ်သူမြတ်ချန်ရွတ်မမြင်နိုင်တော့ဖရာသခင်ညီတဲ့ချင်းကိုကျွန်တော်တို့ရမှာဖြစ်ပါတယ် ကျွန်တော်လူတွေပေးတဲ့ညီကက်ချင်းနဲ့မလူတဲ့အကက်ကိုညီကက်ချင်းစိတ်မှာကျွန်တော်ရမှာဖြစ်ပါတယ်။ဘုရားစီကညီကက်ချင်းကိုယ်နာမှာရှိတဲ့ဘုရားအကြီးမြတ်ဆုံးဘုရားကြီးကညီကက်ချင်းကိုရရှိမှာဖြစ်ပါတယ်။ဒါကြောင့်မို့ထိုတို့ပြုလျင်ပေသူမြတ်ကြံ့လို့မမြင်နိုင်တော့ဘုရားသခင်ကြီးညီကက်ချင်းနဲ့ယေရှုခရစ်အဖြစ်တင်တော်စစ်နယ်လင်းကိုဆောင်ပါလိမ့်မယ်။ကျွန်တော်အားလုံးပေါ်မှာဘုရားရှင်ရဲ့တချို့လူတွေလည်းကြားချင်အဖြစ်ကောင်းကြီးမြတ်အောင်လည်းပြုလုပ်နိုင်ပါလိမ့်မယ်။အာမင်။